ဒီမှာ outfit လေးတော်တော်ကြိုက်ကြရဲ့ကြိုက်ကြပြီးအဲ့လို glam board လေးရိုက်တော့လဲအဲ့လိုပြောရယ်ဗောနော်နေ outfit ကရမ်းမိုက်တာပဲတဲ့ဗောနော်အဲဆောင်လေးရဒီဇိုင်နာစီစီအောင်စီစဉ်ပေးရပါဘိုင်ဟောင်းမက်စီနဲ့တိုင်ပင်ပြီးတော့လိုချင်တဲ့ပုံစံရိုးရိုးရှင်းရှင်းလေးပဲပေါ့เนาะအဲ့လို လူ600လောက်ရှိမှတင်တယ်600လောက်သူတို့အလို invitation only ပဲအလို plus one လဲခေါ်လာလို့မရဘူးပေါ့နော် invitation only ပဲသူတို့တေချာလေးကိုစစ်စစ်လုံးလုံးနဲ့ကြစ်ကြစ်လေးလေးလေးလောက်တာပေါ့နော်အဲအဲ့မှာတချို့တွေကြတော့အလို red carpet ရှောက်ဖို့ဖိတ်တယ်အဲဘယ်ဟောင်းလဲ red carpet ရှောက်ပါတဲ့ interview လဲဖြေပေးပါပေါ့နော်နေ away ရလဲလာရဆိုတော့တဲ့ငါတို့ဖြေသွားပေးပါဆိုပြီး red carpet ရှောက်ဖို့လဲသူကအပေါက်တွေပါ gate တွေပါခွဲထားရပေါ့နော်ဆိုတော့အဲ့ဘက်မှာဖြေချင်တဲ့ red carpet ရှောက်ဖို့ဝင်နေတဲ့ တပြိုင်နဲ့ရောက်တာဟာ take you နဲ့တပြိုင်နဲ့ရောက်တော့အဲ့နဲ့သူနဲ့ recover မှာအမတ်တရပုံရိုက်ခဲ့တယ်။ငါသူပြေငိုကြိုက်တယ်လို့ငငယ်လေးအားလို့ပြောလိုက်တယ်။ ာလာလေးတက်ရောက်ဖြစ်ပုံကတော့ Gold House CC ကို Bing ကနေပြီးပေါ့အရင်အဖေးချရတဲ့အတွက်ကြောင့်တက်ဖြစ်တာပါအမ် dress ရဲ့ theme ကိုတော့ပေါ့နော် Gold color ကဟို PP အချိန်မှာသူတို့ information နဲ့ event information တွေပို့တယ်နောက်ပြီးတော့တယောက်ချင်းစီအတွက်အလို customize details တွေပေါ့နော်အဲဘယ်အချိန်မှာ red carpet ရှောက်ဖို့လို့အစသဖြင့်ပေါ့နော်အစသောက်ရွေးချယ်တာအစပြီးတော့ outfit ဆိုဘယ်လိုမျိုးအစသူတို့အကုန်လုံး ပို့တဲ့အချိန်မှာ outfit ကိုတော့သူကဘလို့ဘလို့ဝတ်ပါလို့မပြောဘူးဒါပေမဲ့ gold color နဲ့ gold house ကဒီ Bayonne Asian Pacific Community ကို represent လုပ်တဲ့ organization တစ်ခုဖြစ်တယ် gold color လည်းအဲ gray Asian Pacific community မှာရှိတဲ့သူတွေအားလုံးကို celebrate လုပ်တယ်ပေါ့နော်နေပဲအတီးတေးအစည်းအဝေးရဲ့အမှုပညာအကစားပေါင်းစုံပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့် ဖြစ်နိုင်တော့ Asian Pacific designer တွေတွေကပဲဝတ်ပါဆိုပြီးတော့သူကပြောထားတယ်အယောင်တော့ gold ပေါ့နော်အဲ့လိုပြောရဲအဲဒါပေမဲ့ဒီပွဲလေးမတက်ခင်မှာအဲဘိုင်းဟောင်ရဲ့အတီးတငယ်ချင်းတယောက်ကလည်းပြောတယ်ဘိုင်းဟောင်ဒီပွဲရဲ့သွားမယ်ပြောရဲခါကြတော့ဟိုသူ ਨੇ တီးတယ်ပေါ့နော်သူ ਨੇ တီးတဲ့အဲ့လိုအဲ designer ပေါ့နော်တွေရှိတယ်တဲ့အဲ့လိုမျိုးအဲတကယ်ဒီ pop star တွေပေါ့နော်အဲ Lady Gaga လာသူ ူလက်မြစ်သူတိသူနာမည်တခုတော့ပြောလိုက်တယ်အဲ့လိုမျိုးပေါ့နော်ဟော့စတာတွေကိုလည်းသူကစင်ပေးဘူးရဲ့တဲ့အဲသူစီက outfit ပေါ့နော်ဝင်မလားတဲ့သူစီကပေါ့နော်အဲ့လိုသူ dress သူ့ကို dress လုပ်ခိုင်းမလားဆိုတဲ့ရရဲ့လုံးမဘူးလို့ငါ first time တက်တာဆိုတော့လို့ညမဝတ်ဆောင်ပဲလို့အဲငါတို့နိုင်ငံက designer ငါချုပ်ပြီးတော့ဝတ်သွားမယ်ဆိုပြီးပန်းအောင်ဆုံးဖြတ်ဖြစ်လိုက်တာပါဟုတ်အဲလှရဲ့လို့ပြောကြရဲလှရဲ့လို့ပြောကြရဲပြီးတော့အဲပွဲမှာလဲမီဒီယာတွေတော်တော်များများလာတယ်ပေါ့နော်ဟိုမှာ Vogue တို့ Variety တို့ Billboard တို့ Hollywood Reporter တို့ Harper's Bazaar တို့အဲ့လိုအများကြီးပါပဲ။လာတော့အခုလည်းအဲ့လို Vogue Hong Kong မှာလည်းအဲ့လိုမျိုး Best Dress တဲ့မှာဒီ Go Gala Pick Pick တဲ့တဲ့မှာပါရဆိုလာမသိမြန်မာ outfit လေးတော်တော်ကြိုက်ကြရဲ့။ကြိုက်ကြပြီးအဲ့လို Glam Board လေးရိုက်တော့လည်းအဲ့လိုပြောရပါဘောနော်။ဒီ outfit ကရမိုက်တာပဲလို့ဘောနော်။အဲပေါ်ဝါလေးလည်းပါသွားရလိ။အဲတို့အာပြီးတော့ကွက်တီပေါ့ကိုရေမြန်မာဝတ်စုံလေးနဲ့လိုက်တဲ့ရွှေရောင်လေးလည်းဖြစ်နေရောကွက်တီဖြစ်တာ အာဝက်ဆောင်လေးရဒီဇိုင်နာစီစီအောင်စီစဉ်ပေးရပါအာဘိုင်းဟောင်းမစီနဲ့တိုင်ပင်ပြီးတော့အာလိုချင်တဲ့ပုံစံရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်အဲလိုလေးပဲဟုတ်ပါပြီပေါ့ဟုတ်မှန်တပါတယ်အာအရင်နှစ်ပေါ့နော် အခု6ကာလက6နှစ်မြောက်9နှစ်မြောက်6နှစ်မြောက်6နှစ်မြောက်6နှစ်မြောက်လို့တာဆိုတော့ရှေးနှစ်တည်းမှာဘိုင်းဟောင်းလေးလာကြည့်ရောလေတချို့တွေကအဲလို culture outfit လေးဝယ်လာလည်းရှိရဲ့ ဲ့အများစုကတော့ dress ပဲဝတ်ကြရပါတော့เนาะဆိုတော့အားကြောင့်ပန်းအောင်လည်းဝတ်ဖြစ်တာပါဆိုတော့ကိုရဲ့မြန်မာ outfit နဲ့ဝတ်တက်ရတာဝမ်းသာပါတယ်ရံပြောပါတယ်ဟုတ်အအများကြီးပန်းအောင်ဝမ်းသာရဲဂုဏ်ယူရတယ်နောက်အရင်လဲ humble ဖြစ်ပါတယ်အမ်ဒီပွဲလေးဖိတ်တဲ့အချိန်မှာပန်းအောင်ပြောလိုက်တဲ့ဘင်းကိုလည်းပေါ့เนาะဘုလုံးငါတို့မြန်မာနိုင်ငံ လာပြီးတက်ဖူးလားဆိုတော့တော်တော်မတက်ဖူးပေါ့နော်ပြောရတဲ့အခါကျတော့အဲဆိုငါအဲ first time meeting နဲ့လို့အဲရောင်းဝန်းတာတယ်လို့တော့ပြောလိုက်တယ်အဲအဲမမရရပွဲတယ်မှာစကားပြောနေနေအခုတိုင်းအောင်အရင်ကြိုက်တဲ့ wicked musical ပေါ့နော် Ariana Grande နဲ့ Cynthia နဲ့ရိုက်ထားတဲ့ wicked musical ရဲ့ director director John M Chu ဆိုတာအရင်တော့ပါတယ်သူလည်းအဲ့လို Crazy Rich Asians တို့ပါရောရိုက်တဲ့ director ပေါ့နော်သူနဲ့အဲစကားပြောနေနေအဲ mainstream เดียวกับเปียวเปียวปยาวันนั้นไปเอาด้า first time วันนั้น first time in America first time in LA วันนั้น it's her first time and as a Burmese person วันนั้น first time จ้ะอันนี้ that what took you so long เนี่ยบาลูเล่าจามายาวลาเลยวันนั้นลูกเดียวมันไม่ใหญ่ฮะฮะฮะได้แค่ไปไปยังเอ่อมันไม่ใหญ่ red carpet showing เนี่ยแต่ระเบิดก็ไปยังโน้ ဟိုဟာပေါ့လူ600လောက်ရှိမယ်ထင်တယ်600လောက်သူတို့အလို invitation only ပဲအလို plus 1လဲခေါ်လာလို့မရဘူးပေါ့နော် invitation only ပဲသူတို့တေချာလေးကိုစီစီလုံးလုံးနဲ့ကြစ်ကြစ်လေးလေးလေးလောက်တာပေါ့နော်အဲအဲ့မှာ ိုးတွေကြတော့အလို red carpet ရှောက်ဖို့ဖိတ်တယ်အဲတန်ရအောင်လဲ red carpet ရှောက်ပါတဲ့ interview လဲဖြေပေးပါဘောနော်နေ away ရလဲလာရဆိုတော့တဲ့ငါတို့ဖြေသွားပေးပါဆိုပြီး red carpet ရှောက်ဖို့လဲသူကအပေါက်တွေပါ gate တွေပါခွဲထားရပါဘောနော်ဆိုအဲ့ဘက်မှာဖြစ်ချင်တဲ့ red carpet ရှောက်ဖို့ဝင်နေတဲ့တပြိုင်နဲ့ရောက်တာ take you on တပြိုင်နဲ့ရောက်တော့အဲ့နဲ့သူနဲ့ red carpet မှာအမတ်တရပုံရိုက်ခဲ့တယ်ငါသူပြေမူကြိုက်တယ်လို့ငငယ်လေးကလို့ပြောလိုက်တယ် ်ဟုတ်ဇီဝန်နေ့ကညမှာအဲအောင်ဒင်နာဆိုင်နဲ့ toilet သွားဖို့လားမသိဘူးထထွက်တဲ့အချိန်မှာတွေ့ရသွားမှာအဲညက်ခင်းနာမှာသူ့ကသူမတိတ်ရပြီးပွဲကြည့်နေရလားမသိဘူးအဲ့နဲ့အဲဇီဝန်ဆန်လားဘယ်အောင်ဇီဝန်တော့ဘောကြတယ်ဘယ်အောင်သူလေးတရုတ်ဆောင်နာရောသူ့ရဲ့စိတ်ထားရောပေါ့နော်ဘယ်အောင်ငငယ်ရော K-pop ဒီ K-drama တွေကငငယ်ရောတော့ပို့ပြီးတော့ fan girl တယောက်အနေနဲ့အတတ်တရရှိခဲ့တယ်အသက်နည်းနည်းကြီးလာတော့ကိုလည်းအလုပ်ဒီပါရီနဲ့တိတ်ပြီးတော့ပေါ့နော်တိတ်ပြီး up to date မဖြစ်တော့ ါပေမဲ့ငငယ်တော့ Super Junior တို့ C1 တို့အဲ့လို take down တို့တည်တယ်အများကြီးလဲသူတို့တချင်းနေနားထောင်ခဲ့တယ်အဲ C1 ဆိုရင်လည်းဒီတလောက်သူ personality လည်းအရန်သဘောကြတာပေါ့နော်အရန်ကို humble ဖြစ်တဲ့အရန် very gentleman ပေါ့နော်အဲ့လိုမျိုးလဲကြားဖို့ရတကယ်လဲတော်တယ်သူတေးဥဆောင်လာတဲ့သဘောကြတာအရန်တဘာဝဆန်လို့လीဟုတ် western ဘက်မှာပေါ့နော်အဲ့လိုပွဲတက်တာ first time ပေါ့နော်ဘန်ယောင် Bangkok to Indonesia တို့ဘာလို့ကတော့ဘန်ယောင်တို့ Samsung နဲ့တူပွဲပိုင်းသွားဘူးရဲ့တို့ပေမဲ့ဒီဘက်ချမ်းမာကြတော့ west side မှာကြတော့ first time ပွဲတက်ဘူးတဲ့အချိန်မှာကိုကကန်ကောင်းစွာနဲ့တကယ်ကိုနွေ့နွေ့ထွေးထွေးအရင်ရှိရဲ့အဲကိုရီအေးရှန်းပစိဖိတ် community မှာအတူတူတက်ရတဲ့အတွက်ကြောင့်အဲ့လိုကြောက်တာတွေ nervous ဖြစ်တာတွေအဲ့လိုမျိုးတွေမရှိဘဲနဲ့တကယ်ကိုပွဲကင်းတဲ့မှာတွေ့သမျှလူတွေအားလုံးကလည်းအရင်နွေ့ထွေးရဲ့အရင်ချစ်ဖို့ကောင်းနေအဲ့ အရန်လိုက်လိုက်လေးလေးနဲ့ရှိရအောင်အော်အရန်ပြောရပါဘောအရန်ပြောရပါဘောဘယ်အောင်အဲဘာပဲပြောပြောတာဟိုဘယ်လိုခေါမလဲပွက်တက်ရတာကိုလည်းပြောတယ်အဲ့ဒီထပ်ပြောရတာကအဲတွေးခဲ့ရတဲ့လူတွေနဲ့ရခဲ့ရတဲ့ conversation တွေပေါ့အဲစကားပြောရင်းနဲ့ကြားခဲ့ရတဲ့အရာတွေအဲတင်ယူခဲ့ရတဲ့အရာတွေကိုကိုယ်တိုင်လည်းပြန် share ခွင့်ရခဲ့တဲ့အရာတွေသူတို့လည်းတလေးတစားမေးတယ်နားထောင်တယ်ကိုယ့်ရဲ့ experience တွေပေါ့နော်အဲ့လို အဲတယောက်နဲ့တယောက်လို့ experience ဖလှယ်ရတယ်သူတို့ဆီကသင်ယူရတယ်အဲ့ဒါတွေကအများကြီးမှန်အောင်ဟုတ်ပါတော့တကယ်ကိုအမတ်တရတကယ်လည်းတမုတ်ဖြစ်လို့မရဘူးသူကတော့အဲနင်တို့ industry မှာဘယ်လိုလဲပေါ့အခြေအနေရုပ်ရှင်အခြေအနေ music အခြေအနေမေးတယ်နောက်အလိုရိုက်ကွင်းဒလီတို့ပါတော့လိုမျိုးပေါ့နော်တော်တော်များများခက်ဆင်ဆင်ပါပဲပိုင်အောင်တော့တော်တော်များများတူရဲတော်တော်များများတူရဲအဲ့လိုမျိုး sharing လုပ်ကြရဲအဲ့လို အဓိကအဲ့ဒါလေးပါပဲပေါ့နော်အတွေ့အကြုံတွေပြီးတော့ဘယ်လိုရုပ်ရှင်တွေကြိုက်လဲပေါ့လို့စကားပြောဖြစ်တဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးပါပဲဒီလိုပါပဲသူတို့ဟိုပေါ့မျိုးစုံပေါ့အဲ့လိုအဲဘယ်လို artist မျိုးနဲ့အဲ့လို collaborate လုပ်ချင်လဲတို့ကို inspiration ကပမာရှိလဲတို့အဲကိုဘယ်လိုခေါ်မလဲကိုနိုင်ငံတဟိုဘယ်လိုခေါ်မလဲသူတို့ဒီ အဲ reporters တွေအကုန်လုံးတော့ဘန်ယောင်တို့ record ပဲမလျှောက်ခင်တယောက်ချင်းစီရဲ့သူနာမည် list နဲ့ထားထားတော့လေအလိုအားလုံးသူတို့တကယ်တလေးတစားလုပ်တယ်ပေါ့နော်အလိုဟို information တွေလည်းတစ်ခါပေးထားရပြောရဲဆိုတော့အဲ့လိုမျိုးအဓိကတော့ဒီနောက်ဆုံး recent project တွေကဘာတွေလဲဘာတွေထလုပ်ချင်းသေးလဲကိုယ့်ရဲ့အိမ်မက်တွေကဘယ်လောက်ထိရှိလဲနောက်ပြီးတော့အကိုယ့်ရဲ့ culture မှာဆိုပါဦးကြိုက်လဲအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးပေါ့ပေါ့ပါပါလေးမေးရများပါအဓိကကတော့ဒီပွဲရလဲ ကိုရီးယား Asian community Asian Pacific community ကို celebrate လုပ်တာဖြစ်တယ်။တယောက်နဲ့တယောက်ကိုဂုဏ်ပြုရဖြစ်တဲ့အတွက်ကြောင့်အဲ့လိုကြော်စရာလေးပဲပေါ့ဟုတ်ပါဘူး။အဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲအဲ့လိုမျိုးထပ်သူတို့ကအဲ့လိုမျိုးပြောတာတော့မရှိဘူးပေါ့နော်။ဟိုဘိုင်းအောင်တို့ဟိုနောက်ကျရင်အလုပ်လုပ်ချင်ပါရဲ့ဇာနေနဲ့ငါနဲ့အဲ့လိုမျိုးတော့ပြောကြတယ်ပေါ့နော် but like to work with you one day but by all of course over i'd love to work with you one အဲ့လိုမျိုးလေးတော့ဖြစ်ဖြစ်ကြပါရဲ့ အဲပန်းအောင်တစ်ပတ်လောက်ပဲနေတယ်နေတော့အကုန်လုံးဟာလဲဟုတ်မလားဘလို့ sorry ပြန်လာလေ easy မနေဘူးဗောနော်ပန်းအောင်လဲရောက်တာနဲ့ပွဲရဲရှစ်ဟုတ်အဲ့လေးမှာဟုတ်ရောက်တာနဲ့ပွဲရဲအဲ့လိုအလုပ်လေးတွေရဲ့နောက်တခြားအဲတခြားပွဲလေးကြီးလဲပန်းအောင်နည်းတက်ခဲ့သေးရဲ့ဗောနော်ဒီ gold color အပြင်တခြားအဲအာကွန်စ်ဖိလ်မ်ဖက်စတီဗယ်ရဲ့ဟိုပရီကွန်စ်ရက်ရက်ကာဖက်စတီဗယ်မျိုးအဲအကြောအက်တာစ်တွေအက်ထရက်စ်တွေဆိုတာတဲ့ တကယ် behind the scenes က directors တွေ movie producers တွေကိုငယ်တော့ကြည့်ပြီးအရန်ကြိုက်ပြီးကြည့်ပြန်လာခဲ့ရရုပ်ရှင်တွေရဲ့ directors တွေ producers တွေနော် studio executives တွေနော် Warner Brothers တို့အလို Universal တို့ Paramount အလိုအိုက်ကလူတွေရဲ့ now behind the scenes က team တွေပေါ့အလိုမျိုး သူတို့တွေအကုန်လုံးလာပြီးတော့ networking လုပ်တဲ့ပွဲမျိုးပေါ့အဲ့ဒီပွဲလေးလေးသွားခဲ့တယ်ဆိုတော့အဲ့ဒီပွဲမှာဆိုလဲတယောက်နဲ့တယောက်စကားပြောရတာအလို experience တွေ play ရတာသူတို့စီကနေနားထောင်ပြီးတော့လေးလာတင်ယူရတာအများကြီးရှိရဲ့ပေါ့နော်ဆိုတော့အဲ့ဒီပွဲလေးတွေသွားတယ်နောက်အဲအလိုပြန်ပြီးတော့အလို meet up လုပ်ကြတယ်နောက် studio လေးတစ်ခုလည်းအသက်လဲခဲ့သေးတယ်ဘိုင်းအောင်လဲခဲ့ရင်ဆိုတော့ဟိုဘိုင်းအောင်အဲကံကောင်းစွာနဲ့ဒီအခု ပေါ့ဒါပေမဲ့ Hollywood မှာအသစ်ထွက်မဲ့ film studio အသစ်တစ်ခုရှိတယ်။သူတို့မဖွင့်သေးဘူး launch မလုပ်သေးဘူး။အဲသူတို့ကနေပြီးတော့ငါတို့ studio လာလဲပါလားဆိုတဲ့ဖိတ်တာနဲ့တွားကြည့်ခဲ့သေးတယ်။အမ်အဲ့ဒီ film studio မှာလဲပေါ့နော်။စကားရေးပြောကြတယ်။အဲ့လိုမျိုးလေးတွားနေနဲ့အလုံးနဲ့ပဲများသွားတာဘာအောင်လဲဖို့တောင်မှအချိန်မရှိလိုက်အမှန်တော့อีลาชอซีดาซีจินวอเตอร์สไลด์ปอนะยูนิเวอร์ซัลสตูดิโอတော့မတော်တော့ပါဘူးလို့အဲအမှန်တော့သွားမလို့အစားအမှန်ရိုလာကိုစတာကြီးစီးပေါ့နော်အဲ့လို အဒီစနီပရင်ဆက်စ်တွေနဲ့တွေ့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အချိန်ဟာတိတ်မရှိရောနောက်ဆုံးရက်မှာအဝါတာစလိုက်သွားစီးကျင်တယ်ပေါ့နော်ရေလာရှားစီးလေအဲသွားကျင်တယ်အမနော်စကိုင်ဒိုင်ဗင်းသွားကျင်တာအင်းရဆူမဆုံးစကိုင်ဒိုင်ဗင်းမသွားလိုက်ဘူးအဲရေလာရှားစီးကလည်းကန်ဆိုးစော်နဲ့ပိတ်အဲ့နဲ့မသွားလိုက်ရောနောက်ဆုံးနေ့မပြန်ခင်ညဟုတ်ဘာမှတိတ်မလဲလိုက်ရပါဘူးဒါပေမဲ့ fast food တွေအများကြီးစားခဲ့ ဟမ်ဘာဂါတို့အလိုဖရိုက်စ်တို့ပဲအရင်ချိန်တော့ဟုတ်ဟုတ်စတဲ့ကတည်းကအလုပ်တွေအလိုတဲလို့ကလန်းလာခဲ့မှာဆိုတော့အော်အဲဆိုတော့အရင်ဝန်တာပေါ့ဗျာကိုလဲတကယ်လုပ်ချင်တဲ့ project မျိုးကိုလဲတကယ်အမ်ဘယ်လိုခေါ်မလဲပတ်ဝန်းကျင်တဲ့ project မျိုးဆိုတော့ of course ဗျာတကြပါဟုတ်အဘူအဲအလီမာတောင်းခဲ့တဲ့မြကိုကကိုဆုထားတာပါ။ Okay. အများကြီးတော့အများကြီးတော့မသုံးပါမုံကတော့တော်တော်စားရတယ်။မုံကအဲဝင်ခံပါတယ်တော်တော်စားရ။အဲဒါပေမဲ့လေတခုတတိထားမိတာအဲလီမှာအမေရိကန်မှာသူတို့ရဲ့ food portion ကအကြီးကြီးပဲရောတယောက်စားဆိုရင်ဘယ်အောင်လို့ဘောနောဘယ်အောင်စားနိုင်တဲ့နှစ်ယောက်သုံးယောက်စားလောက်စားလို့ရတယ်။ဆိုတော့အဲ့ဒါကိုတဖြည်းဖြည်းနဲ့မှတိလာတယ်။ အပြင်းနဲ့တိလာရမှာနောက်ပိုင်းဆိုလိုမျိုးလောဘမကြီးပဲနည်းနည်းရှော့မှာပေါ့နော်ရောက်တော့အကြတော့အတော့ကုန်အတော့ကုန်စားအဲ့မှာတော့ဟုတ်ပြန်လာတော့မမ်းမီရောလည်းမောနေပြီထင်ပါတယ်တိတ်တော့မပြောတော့နည်းနည်းလက်မြောက်ထားတယ်ဘယ်ဟမ်အဲမေမေရောပြောဘူးတယ်နောက်ပြီးတော့လေအဲမုံချွေးရဲ့သူနောက်ပါသွားမလားမသိဘူးလေအဲ့လိုရှာအဲ့လိုဟုတ်ပါကွက်ကိုပဲစားအိုးအများကြီးရလိုက်တယ်ဘယ်ဟမ်အဲဆနာပြောသလိုပေါ့နော်အဓိကကတော့အဲဘယ်ဟမ်ဒီ အများကြီးသင်ယူခဲ့လိုက်ရတာကအဲဒီ industry ရဲ့မှာဟိုကျင်းလည်နေတဲ့ဘောနော်အဲဒီဘက် Korean industry လို့ပဲဒါပေမဲ့အဲ Western industry movie industry မှာ Hollywood ထဲမှာကျင်းလည်နေတဲ့တကယ်အအများကြီး experience တွေရှိရဲ့ဘောနော်ဒီ television network ပိုင်းရှင်နေနော်အတကယ်ကို Oscar nominated ဖြစ်ထားတဲ့ရုပ်ရှင်တွေ director တွေ producers တွေ through ဆိုတာတကယ်ဟို ဘဝမှာတချို့ဆိုအသက်60ကျော်တွေပဲဖြစ်နေပြီ90ကျော်ဖြစ်နေဆိုတော့ experience တွေအများကြီးပဲပေါ့နော်သူတို့ ਨੇ စကားပြောရတဲ့အချိန်မှာအများကြီးအဲတင်ယူလိုက်ရတယ်အများကြီးကိုငငယ်ရောကကြည့်ခဲ့တဲ့အလိုရုပ်ရှင်တွေကအလို behind the scenes တွေလည်းကြားလိုက်ရတယ်ပေါ့နော်ရှစ်တမှာဖြစ်တဲ့ story တွေပဲသူတို့ပြောပြအဲ့လိုမျိုးပေါ့နောက်သူတို့လည်းစိတ်ဝင်စားတယ်မြန်မာပြည်ကိုလည်းပြောရတယ်အဲ producer တယောက်ဆိုရင် ငါမ script တခုအောင်ရှိရဲ့တဲ့ပကံဘက်မှာရရမယ် scene တခုအောင်ပါတယ်တဲ့သူကပြောဟလာလို့လာခဲ့လေးလို့ anytime လို့လာတခုလို့လည်းငါအောင်ပြောလို့ဒီဘက်မှာအဲပုံမှန်ဆိုနေတော့ crew တွေပါခေါ်လာလားဆိုအဓိက line producer ပဲအဲဆိုဟုတ်တယ်လို့ line producer ရေးကြည့်ရဲ့လို့အ crew ကတက်နိုင်သလောက်ငါတို့ကအကုန်မခေါ် short short ရဲ့တဲ့ဒီသွားရင်သွားတဲ့နိုင်ငံက crew နဲ့တုံးနေငါတည်ရဲ့ငါတည်ရဲ့ crew members အများကြီးရှိရပေါ့နော်အဲ့လို မိတ်ဆက်ပေးမယ်တကူလွားရှိပြောလို့လာရိုက်ပြင်တယ်လို့သူတို့ပြောခဲ့အဲဂလမ်ဘော့ကလည်းဟုတ်တယ်ပိုင်းအောင်အဲရောက်သွားတော့အဲတွေ့တာပေါ့နော်အစားဂလမ်ဘော့ရှိမယ်တောင်မသိဘူးပိုင်းအောင်အဲနဲ့ရောက်နေတော့ကိုလည်းအဲစပွဲလည်းမထိုင်သေးရနဲ့ကြည့်ရဆိုတော့ရိုက်လိုက်ပါအောင်မယ်ဆိုတော့သူတို့ကလည်း ခွဲလေအမတယောင်လုံးရိုက်ဖို့ဆိုပြီးတော့ခွာနေရိုက်လိုက်မင်းဆိုရအမတရဖြစ်သွားအရင်တော့ကတော့မြင်ဘူးတယ်ပေါ့နော်ရိုက်ကြရလို့ Oscars တို့ Grammys တို့လို့ပွဲမှာ Glamour ရိုက်ကြတာတော်တော်မိုက်တယ်လို့သဘောကျပြီးကြည့်နေရဆိုကိုကိုရန်ရရလည်းအရင်တော့မြန်နေပေါ့နော်မြန်နေအရောက်တန်းနေခိုးကဒီလိုဒီလိုဒီလိုလေးဆိုကောင်းမယ်သူကလည်းပြော your dress is very cool အဲပြောပြီးအဲရိုက်ရိုက်ပြီးတော့ထွက်လာတယ်သဘောကျပါရဲ့ ဟုတ်တယ်เนาะပန်းအောင်လက်ခုမှတတိထားမိရမြန်မာပြည်မှာလဲခိုးရဖန်တော်တော်များရဲ့เนาะညာရကိုကိုတိုင်းလဲသူ့ရဲ့အဲ့လို work တွေကြီးခဲ့ရကြီးပြီးတော့ပေါ်ကြာဆိုတော့အမ်ဂျင်းနဲ့အားရပါတယ်ပျော်လဲပျော်ပါတယ်လို့အဲ့လိုသူကလဲလို instruction အဲ့လို detail သူလဲကိုလွတ်လပ်လုပ်လို့ရအောင်ပေါ့နော်သူကနည်းနည်းလေးဟိုပေါ်ပါလေးပါတယ်သူကလှည့်စီခြင်းတယ်ပေါ့နော်အဲ့လိုလှည့်ပေးလို့ရလားအဲ့ရတယ်လို့အားနဲ့ အဲ့လိုမျိုးလေးဟောဖြစ်တာတော့အတူတူဝမ်းသာပေးတဲ့သူတွေကိုလည်းတကယ် appreciate ဖြစ်ပါတယ်။နောက်အခုလိုမျိုး experience ကိုဟိုပေးတဲ့ good house ရောဘောနော် being တော့အကုန်လုံးတွေ့ခဲ့တဲ့သူတွေအားလုံးကပဲတကယ်နွေ့နွေ့ထွေးထွေးနဲ့ရမ်းချစ်ဖို့ကောင်းကြရဆိုအားလုံးလည်းတကယ်ကျေးဇူးလေးတင်တယ်ဟုတ်။ဒီ moment လေးကတော့ပန်းရောင်ဘဝမှာအမတ်တရားဘောနော်ဘဝမှာတကယ်အမတ်တရားအမ် first time ဒီလိုလေးကြုံမှုတာဘာយ៉ាងပေါ်ရမှာဆိုတော့ first time နေဆိုအမြင်များတော့ဖြစ်အမြင်မှတ်ရနေလေဆိုတော့ဆိုတော့တကယ်မှတရားကြီးဖြစ်တယ်နောက်ပွဲလေးရောနောက်ပို့ပြီးရောဒီ conversation နေကလည်းဘာយ៉ាងတော့ပို့ပြီးရောအမှတ်တရဖြစ်စီရဲ့ဆိုတော့အများကြီးလဲခွန်အားလည်းဖြစ်တယ်အများကြီးလဲခွန်အားဖြစ်တယ်ဆိုတော့ကိုချစ်တဲ့အလုပ်ကိုချစ်တဲ့နုပညာအလုပ်တချင်းဆိုရာအဲရုပ်ရှင်ရိုက်တာဒီအလုပ်တွေအတွက်လည်းအများကြီးဟို ခွန်အားဖြစ်တယ်ပေါ့ခွန်အားလည်းဖြစ်တယ်အများကြီးလဲကိုလည်းအများကြီးတင်ယူကြရလေးလာကြရရှိသေးတယ်ဆိုတာလည်းသိလိုက်ရတယ်ဟုတ်ကျေးဇူးပါကျေးဇူးပါ